အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေ့လာမယ့်သင်ခန်းစာကတော့ဝတဲ့ဖြစ်ပါတယ်ဝတဲ့ဆိုတာကဒါနဲ့နောက်ပြီးတော့စသည့်အတိတ်ပဲမျိုးတက်ရောက်တယ်ပေါ့နော် သူကဘယ်လိုမျိုးမှတုံးလဲဆိုရင်ကျွန်တော်တို့တခုခုကိုစကားပြောပြီးတော့ခြေရောက်တဲ့စကားပြောပြီးတော့နောက်တဲ့စကားအဆက်အနေနဲ့ဆက်ပြီးတော့ပြောတဲ့စကားမျိုးပေါ့နော်မနေ့ကကျွန်တော်မေးခွန်းမေးထားတဲ့ထဲထဲမှာဒီเนาะ လောဆရာအကောလေဆိုပြီးရေးထားတယ်လက်ဆိုတာသေးငယ်တဲ့အရာကိုပြောတာအဲ့ရှိမှကျွန်တော်တို့ဂျီလေးတစ်လုံးထည့်လိုက်မယ်ဟေးဆိုလို့ရှိရင်ဘလို့အတန်ထွက်မလဲလို့မေးထားတယ်အဲ့ဒါကဘာလဲဆိုရင်ဟောလောအေကောလေဟောလောအေကောလေအတန်ကိုနှိပ်မချတဲ့အတန်ကိုလေတိုင်းပဲသွားမယ်ဟောလောအေကောလေ လေဆိုတာတန်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်တို့ဆောက်လို့ရေးမှာသုံးတဲ့တန်တန်တဲ့အမျိုးမျိုးပေါ့နော်အဲ့ဒါကိုခြုံငုံပြီးတော့တန်တွေကိုပြောတာဖြစ်ပါတယ် hollow a call it တန်ကိုပြောတာပါဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီနေ့တင်ကန်းစာကိုတူတူလေ့လာမယ်ဝါသေဒါနဲ့ဆိုပြီးပြောတာပါဒီမှာရေးထားတယ်ဒါနဲ့အကိုမနေ့ကဘေးကပြန်လာတာလဲအဲ့လိုမေးမယ်ဆိုလို့ရှိရင်ဝါသေ မောဝံဖိပိုင်းနိုင်မှာဝတဲ့ဒါနဲ့မောဝံမနေ့ကဖိအကိုပိုင်းနိုင်မှာဘယ်ကပြန်လာတာလဲပိုင်းနိုင်မှာဆိုရင်ဘယ်ကပြန်လာတယ်လို့အဓိပ္ပာယ်ရတယ်ဝတဲ့မောဝံဖိပိုင်းနိုင်မှာမနေ့ကအကိုဘယ်ကပြန်လာတာလဲကျွန်တော်တို့ရေးကြည့်မယ်ဟောအာဝါမိုင်းအေဝါ ตเอเตมาอิเต ว่าเต เมื่อวานมอเอือเมื่อมาอิเมื่อ วอานวาน เมื่อวาน พออีพีมาอิพี่ เมื่อวานพี่เนาะพอไอไปหอนอไอไหน မောအာမာဝါတေမောင်ဝံဖိပိုင်းနိုင်မှာအကိုမနေ့ကဘယ်ကပြန်လာတာလဲဒီနေရာမှာကျွန်တော်တို့တခြားစာလုံးတွေရပြီပေါ့နော်ဝါတေဒါနဲ့မောင်ဝံမနေ့ကဖိအကိုအမပေါ့နော်ပိုင်းနိုင်မှာဘယ်ကပြန်လာတာလဲတယောက်ယောက်ပြန်လာလို့ရှိရင်ကျွန်တော်တို့မေးလို့ရပေါ့နော်ပိုင်းနိုင်မှာလို့မေးလို့ရတယ်သူကပြောလိမ့်မယ်ဘယ်ကပြန်လာတယ်ပေါ့နော် အဲ့လိုမျိုးပြန်ပြောရဲပေါ့နော်နောက်တစ်ခုကဒါနဲ့မိမချစ်သူရှိပြီလားဝါတယ်သူမိဖန်ရေယံမိမချစ်သူရှိပြီလားဝါတယ်ဒါနဲ့သူမိမမိန်းကလေးကိုပြောတာပေါ့နော်မိဖန်မိရှိရဲ့ဖန်ဆိုချစ်သူရည်စားကိုယ့်ရဲ့အိမ်အောင်ရှင်အမျိုးသမီးအမျိုးသားကိုလည်းအဲ့လိုကိုစားတုံးတုံးလို့ရတယ်ပေါ့နော်ဖန်နော်ရေယံ ဆိုတာကအမေးတဲ့စကားပေါ့နော်ပီလာပေါ့နော်ဝါတေသမီဖန်ရေယံဒါနဲ့မင်းမချစ်သူရှိပြီလားပေါ့နော်ရေးကြည့်မယ်ဟောအာဝါမိုက်ဧဝါတောဧတေဝါတေသောဥထမောအီမီแฟนฟอสระเอ for fan for an orphan หอ รอเออหรือ ยออะงอยาง ว่าแต่เธอมีแฟนหรือยังดาเน่ไม่มาชิดตุชิบีล่ะหลุมีดาဖြစ်ပါတယ်ဟုတ်ပြီဒီတော့ကျွန်တော်မေကုံးတစ်မျိုးမေးမေးထားမယ်ပေါ့เนาะ ဖြေလဲရတယ်မဖြေလဲရတယ်ဒါကတော့ဘာမှမခက်ပါဘူးဒီဝါကြစာကြောင်းထဲမှာမိမှာပေါ့နော်ဒီဝါကြစာကြောင်းထဲမှာကျွန်တော်တို့ဒီစာရေးမပြတော့ဘူးထိုင်းမှာစကားအတန်၅မျိုးရှိတယ်ပေါ့နော်အဲ့၅မျိုးရှိတဲ့အထဲထဲမှာ my 8 my 2 my 3 my ကျတဝါဆိုပြီးတော့ဒီအတန်ပြောင်းတင်ကိတ္တ၄မျိုးရှိတယ်အဲ့၄မျိုးထဲမှာမှဒီထဲမှာဘယ်နှမျိုးကဘယ်နှလုံးပါလဲပေါ့နော် เป็นไม้ไม้เอกไม้ถูไม้ตรีเนี่ยไม้จาตวาลีมิวเดมาဒီဝါကြဆိုင်ကြောင်လေးတော့ဘယ်အလုံးကအများဆုံးပါနေလဲဘယ်နှလုံးပါလဲပေါ့နော်အဲ့ဒါသိကျင်တာဖြစ်ပါတယ်ဖြေနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေါပခွန်ခါ